အားလုံးပဲမင်္ဂလာပါအခုကျွန်တော်ရောက်ရှိနေတဲ့နေရာကဒီထိုင်းနိုင်ငံဘန်ကောက်မှာပြုလုပ်တဲ့အကြီးဆုံးပွဲစည်းပေါ့နော်ဒီပတ်နမ်မာကတ်ကိုရောက်နေတာပဲဖြစ်ပါတယ်ဗျဆိုတော့အထဲမှာဘာတွေရှိမလဲဆိုတာကိုသွားကြည့်ပါမယ်ဒီဈေးကအာတချို့တွေပြောတာတော့မနက်ထိဖွင့်နေလို့လည်းပြောတယ်ကျွန်တော်အခုရောက်သွားတဲ့အချိန်ကလည်းနည်းနည်းလေးတော့တော့ကြာနေပြီဒါပေမဲ့လူတွေကအခုတွေ့ရတဲ့အချိန်မှာအများကြီးရှိပါသေးတယ်ဗျဆိုတော့ကျွန်တော်နဲ့အတူတူ ထပ်ပြီးတော့သွားကြည့်အောင် သူဒီပွဲစည်းကိုအစအဆုံးပတ်မယ်ဆိုရင်တော့မဆုံးအောင်ပတ်ဖို့ကတော့တိတ်တော့မလိုဘောက်လဲဆိုတော့ဈေးဆိုင်တန်းเนี่ยအရန်များတယ်မရှိတဲ့အစအစဆိုတာအရန်ရှာတယ်ပေါ့နော်ဒီဈေးကြီးထဲမှာပဲအစအတော့တွေရောတခြားပစ္စည်းတွေရောအဆုံးရပါတယ်ဟုတ်ကောင်းရ ျွန်တော်အခုအဒီစကော်ပီယံကိုစားဖို့ရည်ရွယ်ချက်တော့မရှိဘူးเนาะဒါပေမဲ့အခုတွေ့တော့မေးကြည့်တော့ဈေးရလည်းမစိုးဘူး80ပဲရှိတယ်ဗောနော်တကောင်အဲ့ဒါစားခဲ့လိုက်ပါတယ်အခုကဒီဈေးမှာတောက်လျှောက်မြင်ရတဲ့အစားအသောက်တွေကိုချိန်ပြသွားမှာပဲဖြစ်ပါတယ်ဗျာ ต้นเฉาก้วยนะครับเอามาให้ดูด้วยบางคนนั้นเป็นแต่เฉาก้วยไปอืมအခုလိုမျိုးဘာယူယူဘတ်20တန်းဆိုင်လေးတွေလည်းဒီပွဲစည်းထဲမှာအများပြားဖွင့်လာတာကိုတွေ့ရပါတယ်ခဲ့ ဒီပွဲစဉ်မှာအစားအစာတွေအသုံးဆောင်နေပြီးအခုလိုတိရစ္ဆာန်လေးတွေကိုလည်းရောင်းတာကိုထူခဲ့ရပါတယ်ဆိုတော့ကျွန်တော်လည်းတူတူဗီဒီယိုကိုဆက်ကြည့်ပေးပါဦးခင်ဗျ ဒီအသေးရကြကျွန်တော်တို့ဒီလူတိုင်းလူလူကြိုက်ကြတဲ့ဟိုချောကလက်ပေါ့နော်သူတို့ရဲ့အခေါ်အရအဲ့လိုမျိုးချောကလက်သေးသေးလေးရှိပါတယ်ဗျဒီဟာတွေကတော့ငုံကြော်တွေပေါ့နော်ဒီဟာကတော့ကျွန်တော်တို့မြန်မာနိုင်ငံမှာဆိုကောက်ငင်းကြီးထောက်လို့ခေါ်တာပေါ့နော် ဒါကတော့ကျွန်တော်အထင်ရေခူတုပ်လို့ပဲပြောအောင်မလားမသိဘူး။တည်ရလူရှင်လည်းမှန်သွားပြီလို့ရပါရဲ့။ဒါကကြတော့စတော်ဘယ်ရီအပေါ်မှာတကြားရေကပ်ပြီးတော့ရောင်းတာပေါ့နော်။ ဒီယုတ်ကတော့ကျွန်တော်ဒီပွဲစည်းမှာရှက်ရှက်ပပပေါလုံးဖောင်းနေရခဲ့တဲ့အယုတ်ပဲဆိုပါတော့နော်ဒီမှာကတချို့လူတွေဆိုရင်လည်းအာအခုလိုအယုတ်အကြီးကြီးတွေကိုရတဲ့လူတွေလည်းရှိတယ်ဗျဒီကဒီဟာကကြတော့အာကျွန်တော်ဝင်ပြီးတော့လေ့လာခဲ့တော့ကတော့ကျွန်တော်အေးအဖုံးလိုမျိုးပုံလေးတွေပေါ့နော်အဲ့ဒါကိုအာသူတို့အန်စာခောက်လိုမျိုးခောက်ပြီးတော့တယောက်ကဘေးကနေပြီးတော့ မိုင်းနဲ့អော်တာប៉ុណ្ណោះအဲ့လိုနမတ်ကိုတိုက်ပြီးတော့សោយရတဲ့ gain လာတော့မသိအခုမြင်တွေ့ရတဲ့ဟာတော့ကျွန်တော်တို့ဒီစက်ကူလိုမျိုးစကားလေးနဲ့အဲ့လိုစက်ကူမပြင်းအောင်လို့ငားလေးတွေဖမ်းအောင်ပါဗျာ။ပြားတဲ့ငားတွေကိုအာအိမ်ကိုယူသွားလို့ရပါတယ်ဗျ။ စီဒီရန်စူရာပြီးမှတော့တော်ကုန်တယ်စီဒီရန်စူရာညာတို့အခုမြင်တွေ့ရတဲ့ကစားနေရကြတော့ဒီထဲမှာထည့်ထားတဲ့ဘောလုံးလေးတွေယူပြီးတော့မှသူတို့နံမတ်တွေအဘောလုံးထဲမှာထည့်ထားပါတော့အဲ့ဒီနံမတ်တွေအတိုင်းဒီအယုတ်တွေမှာပါတဲ့နံမတ်တွေနဲ့တိုက်ပြီးတော့ပေါက်ရင်ယူသွားလို့ရပါတယ်ဗျဟာအခုဆိုရင်လည်းတယောက်အဲ့လိုမျိုးဆော့ရင်လည်းပေါက်သွားလို့သူတို့ဖြုတ်ပြီးနေမြင်ကွင်းပါတော့ ီဟာကကြတော့ဒီမှာနာမည်ကြီးတဲ့အဲ့လိုရေခဲလိုမျိုးစက်နဲ့လောက်တဲ့မြေအိုးလားမသိအဲ့လိုမျိုးအေးပေါ့နော်ဒီမုတ်ကတော့အဲကျွန်တော်အမြင်ကတော့ပဲမုတ်လို့တော့ထင်တာပေါ့ကျွန်တော်ရဲ့ဒီပတ်နံပွေစီရဲ့ vlog ကတော့ဒီမှာနေပြီးပါပြီဗျဆိုတော့နောက် vlog တွေမှာပြန်တွေ့ပါမယ်အဆုံးထိလိုက်ပါကြည့်ရှုရတော့အားလုံးကျေးဇူးတင်ပါတယ်